ဲဒီခါကျွန်တော်ဒီတစ်ခေါက် reaction ပေါ့ reaction ကတော့ဗီဒီယိုလေးတွေစုထားတယ်ဒါပေမဲ့ဒီတစ်ခေါက် video လေးတွေကကျတော့ကျွန်တော်ကဒီကြည့်ရှုတဲ့မိဘဖြစ်သူတွေအကူညီတောင်းကျင်တော့အဲ့ဒါကျွန်တော်ဝိုင်းပြီးတော့ကူပြီးတော့ save ကြပါအောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအခုငလင်ပေးကြောင်းမလို့ဒုက္ခရောက်နေတဲ့ချိန်မှာမင်း online သားသမီးတွေပေါ့နော်ပြီးရင်မင်း online ကိုရန်အစားဘာတွေလုပ်နေလဲဆိုတဲ့ဟာကိုကြည့်ကျင်တော့အဲ့မြင်ရတွေ့ရအဆင်မပြေဘူးဟမ်ဒီမှာဒါက ဒါဖျားမှာဗောနော်ဖျားမှာဒါပျက်စီးနေတဲ့အပျက်စီးတွေကိုဒါအမိုက်လာရှင်အမိုက်တပျက်စီးလာလဲယုံတက်တက်ပုံစံမျိုးပုံစံမျိုးပေါ့ဗျာဒီလားဟိုဟန်ပြဟန်ပြလောက်တာဗောနော်အဲရိုက်ပေးနေတဲ့ခေါင်းအားအစဒီလားအဲပပြက်သူဘလောက်ပင်မန်းနေဗောဟုတ်လားဟန်ပြပဲအဲ့မှာ အမကြီးအမကြီးခုနလက်ညှိုးထိုးပြီးတော့လမ်းလျှောက်သွားတဲ့ကောင်အာတွေ့လားတွေ့လားတွေ့လားအာအဲ့ကောင်ကဒါသူ့ရဲ့အထက်ရရှိပေါ့ဗျာသိလားအထက်ကြီးခဲ့ပေါ့ဗျာလက်ညှိုးထိုးပြီးပဲခိုင်းစားတတ်တဲ့ကောင်နေသိလားလုံးဝဒါဝါလာဖြန့်တဲ့ရုပ်တံတက်တက်ပေါ့နော်ဝါလာဖြန့်တဲ့ဟာသူတို့ဘလောက်လုံးလုံးနေပါလဲဆိုတဲ့ဟာမျိုးကြီးပြခြင်းနဲ့အဲပြီးရင်အာ ပြင်ပြင်ပမဲ့သူတို့လုံနေပါလေဆိုရဟာမျိုးတွေကိုဝါရဖြန့်ကျင်တဲ့ပုံစံမျိုးနဲ့ရွယ်ချက်ရှိရှိမှတ်တမ်းယူတာပါဗျာ။ဘာစီတော့မပေါဘူး။သွားပါလားဒီမှာတကယ်ခက်ခဲဒုက္ခရောက်နေတဲ့ပြည်သူတွေရှိရနေရတယ်။သွားလေ၊ကူညီလေ။တဆွန်ဆန်ပြလုံလေ။ဒါအဲ့လိုမျိုးတခုမှမလုပ်ဘူး။ဒီလိုမျိုးဒါပျက်စီးပုံရှင်းတာတော့ဗျာ။ပြောပြောကဲစေးအေးလှုပ်စေချင်တာ။ဟုတ်လား။ပြည်သူတကယ်စေနာထားရတယ်ဆိုရင်ပြည်သူလုံးဝဒီလိုမျိုး ဒါပျက်စီးသွားတဲ့အဆောက်အဦပုံတွေအောက်မှာပိတ်မိနေတဲ့ပြည်သူတွေရှိတယ်ဘာလို့ပါလားနောက်တစ်ခုကရှိရောဒီကောင်တွေအဲ့လိုမျိုးလဲမလုတ်တက်ဘူးဒီကောင်တွေလှုပ်လိုက်မှပို့ဆိုးသွားမယ်ခြေနေလည်းရှိတာပေါ့နော်တချို့ကဒါကောင်တွေညံမှမမိတာအဓိကအဲ့လိုဆွဲမထုတ်သင့်တဲ့ဟာတွေရှိတယ်ထောက်ထားဖြစ်တဲ့အထောက်ထောက်ထောက်မိလို့ပေါ့နော်မပိသွားတဲ့ຢာတွေရှိတယ်ဒါတွေကိုဒါခုနကလိုဘာမှမသိတဲ့နားမလည်တဲ့ဒီလိုကောင်မျိုးတွေကသွားဆွဲထုတ်လိုက်လို့ဒါပြည်သူကပို့ပြီးဒုက္ခရောက်သွားမှာလည်းရှိတာပေါ့လေနော်အဲ့ကြောင့်တို့အနေနဲ့ဟန်ပြပဲလို့တို့မလုတ်ခိုင်းဘူးထင်ပါတယ်ပို့ဆိုးသွားမှာဆိုလို့ အဲ့နဲ့အခုလိုမျိုးဟန်ပြရေးပဲလာလောက်ရတော့ဗောနော်အာအုတ်အကျိုးအပက်အပြက်စီးဒါမျိုးတွေဖယ်ရှားရတော့ဗျာဒါအားလုံးပြီးမှလောက်ရမယ်ဟာမျိုးလေဒါဒါမဲ့အဲ့လိုမျိုးပုံစံမျိုးလောက်တယ်ဗျာအဲတော်တော်ကိုမြင်ကက်စရာကောင်းနေကောင်းနေဗောနော်နောက်တစ်ခုရှိတယ်နောက်တစ်ခုကလည်းဒါဟိုဘဲကဘောမှကောင်းသွားမေးထားမှမသိဘူးစစ်တပ်ကထွက်တဲ့ကောင်လားမသိဘူးဗျာအဲ့ကောင်သွားမေးထားတဲ့ဟာဗောနော်အဲ့ဒါလေးလည်းဝိုင်းဆဲကြတော့ လိပ်စာလေးအကျန်းဖျားမင်းပြောပြလို့ရမလားဗျာကျွန်တော်ကပွဲသားဝင်ရပါဟုတ်မန္တလေးကမန္တလေးမြို့ပွဲသားဝင်ပါနော်ဟုတ်ကဲ့ပါဟုတ်အခုအနေနဲ့ဒီဒီဘောနော်ဒီအခုလို့ဒီကျုံမင်းမှာညညလိုက်နေရတာဘယ်နှစ်ရက်လောက်ရှိလဲခင်ဗျာ၄ရက်လောက်ရှိပြီဟုတ်၄ရက်လောက်ရှိပြီဖြစ်တဲ့ညစပြီးတော့ဗောနော်ဟုတ်ကဲ့ဒီနေ့အထီဗောနော်၄ရက်လောက်ရှိပြီဆိုတော့ကိုဒီ၄ရက်လုံးမှာဒီအစားအစာတွေဟိုလာဝေတဲ့လူတွေရှိလားခင်ဗျာအစားအစာလာဝေရာကုမ္ပဏီတွေကလည်းဝေတယ်ကျွန်တော်တို့စစ်တပ်ကလည်းတအားဝေတယ် အာစစ်တပ်ကဆိုရင်အေးဘေးလာစစ်တပ်ကလည်းတအားဝေတယ်အဲပြီးရင်ပြောတာကျွန်တော်တို့စစ်တပ်ကလည်းတအားဝေတယ်ဟောနော်ပြီးရင်ဘာကိစ္စနဲ့မျက်နှာဝါးတာဟောလို့သူတို့အဖေကောင်းကြောင်းသူတို့ပြောပေးနေရလေအဲဒါသူတို့ဖေတွေ့သွားရင်ဒါချီကျူးလောင်ခံရမယ်ဟာဗျာဘာဖြစ်လို့မျက်နှာဝါးနေအောင်ပြီးရင်တတောင်းစားဒီမှာလက်တွေကကနာမညေဘူးတဲ့လားဘယ်ကဟိုဟာမှမသိဘူးအော်မမမဝေးရစစ်တပ်ကအများဆုံးဝေးတယ် ဒီတရက်ကိုခမန်းကြီးဘယ်နှချိန်လောက်လာဝေတာမျိုးရှိလဲဗျခမန်းကြီးဆိုရင်ကျွန်တော်တို့စစ်တပ်ကဝေတာအများဆုံးပဲဗျအပြင်ပရာဟိတတွေရောလာဝေတာရှိကျွန်တော်တို့စစ်တပ်ကဝေတာအများဆုံးပဲတဲ့ဟမ်အဲ့လိုပြောရအောင်နော်လုံးဝဟိုလုံးဝဘုံမစစ်တပ်ကထွက်တဲ့ကောင်လားတော့မသိပါဘူးဗျဒါတော့ဒုက္ခရောက်နေရတော့เนาะသူပထွေးကိုအဲနောက်တစ်ခုကတော့ကိုအဲ့လိုမျိုးဝင်ကားရောဒီအခုဒီငလင်ကြောင်းဒုက္ခရောက်အခက်ခဲဖြစ်နေတဲ့လူတွေပေါ့ဟိုအဲ့လိုမျိုးဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ဟိုဖူလုံမှုရှိရလားဗျာ အာဖူလမှုရှိတယ်ရှိတယ်ဖူလမှုရှိတယ်ကျွန်တော်အခုကစစ်တပ်ကဆိုရင်အကုန်လုံးအိမ်တိုင်းစီကိုလိုက်ပေးတာအာဟုတ်စစ်တပ်ကအိမ်တိုင်းစီလိုက်ပေးတာဒုက္ခတွေတောကတွေပဲရှိတယ်တရားပြီးရင်ဖူလုံနေဆိုတာဆောက်အလကားဘာလို့ဆိုတော့မဖူလုံလို့ဟာကဲသေးရေးတွေတောင်မတာမလုံလောက်လို့ဆိုပြီးတော့ဒါပြည်သူတွေဒါအသက်တွေပေါ့နော်အများကြီးကဲသေးဖို့လိုအပ်နေတဲ့အချိန်ပေါ့နော်ဒီလိုအချိန်မျိုးမှာဒီကောင်ပေါ်တူဂီးကတွေရှောက်ပြောနေတယ် ဲ့တော့ကျတော့မဆဲသင့်ဘူးလားဗျာကျွန်တော်ပြောပြီးမေးတဲ့ကောင်ကလည်းဒါရွေချက်ရှိရှိနေပါတော့เนาะဒါတော်တော်ဆိုးဆိုးဝါးဗျာကြည့်ရတာတိရဟိုတကယ်အုံအောင်ရှိတဲ့ကောင်ဆိုရင်ဘယ်အဲ့လိုဟိုဟာဖြစ်မလဲအခုဒါမျက်မြင်မဲလीเนาะဒါအဲ့မှာရှိရအဖွဲဆိုရင်ဒါအချို့ရေးတယ်မလုံလောက်တာတွေရှိတယ်အဲအချို့ဒါယောဂပြရတွေထပ်ပြီးတော့ဖြစ်လာမှမျိုးတွေရှိတယ်အဲအချို့နေရာတွေမှာဆိုရင်လက်စင်မီတောင်မရဘူးချို့နေရာတွေမှာစားဖို့တောင်မှဒါနေ့စဉ်စားဖို့တောင်မှပြည်သူကနှီးမျိုးစုံနဲ့ကိုနှီးကိုဟန်နဲ့ ကူညီနေတဲ့ချိန်မှာခေါင်းစားထပြောတဲ့ကျွန်တော်တို့စစ်တပ်ကအများဆုံးကူညီတယ်ဆိုစဉ်းစားတာကြည့်တော့ဗျာမနောက်တစ်ခုကြည့်ကြည့်တက်ဆုံဆံများကိုကယ်ဆယ်နေရကြည့်ဦးကြည့်ဦးကြည့်ဦးမှာအောင်ထဲထွက်လာတဲ့ကောင်လေးတွေ့တွေ့လားဘာအဖိုးတန်ပစ္စည်းရှိမလဲဆိုတာလိုက်ရှာနေတဲ့ကောင်တွေ့လားအာအမကြည့် လေးပေါ်နေတာဘာဘာမှကျွန်တော်ပြောပါဗျာဟိုတက်ဆွန်ဆန်ပြားနဲ့တကယ်စိတ်နာပါပါလုံနေတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာလွတ်လိုက်လို့သာဒီနားကိုလာနေနေရတယ်လာထိုင်နေရတယ်ဆိုပြပုံစံမျိုးပြောကြတော့အဲ့လိုဟာမျိုးကအမြဲတမ်းဒါကျွန်တော်တို့တွေ့ရတယ်ဘာလို့လဲဆိုတော့ဒါအထဲမှာနေခဲ့ဘူးလေသူဆိုရင်သိတယ်ဗျာသိလားတခုခုဆိုရင်ရေးသားကိုခြောင်လိုက်ဖို့စဉ်းစားနေတဲ့ကောင်တွေပေါ့နော်အဲအားကြောင့်မလို့လေဒါလုံးဝဒါပြီးရင်လူတော့မတိုးဘူးပေါ့ဗျာအဲသူတို့အနေနဲ့သွားပြီးတော့လုံမယ်ဆိုရင်လေအဲသူတို့ကဘာမှအရာဝင်တာလည်းမဟုတ်ဘူးပြီးရင်လုံတတ်မှလည်းမဟုတ်ဘူး ပြီးရင်ခုနလိုရေးသားခိုးအချောင်လိုက်ရှင်နဲ့စိတ်သက်တွေပေါ့နော်ပြည်သူတကယ်ဒုက္ခရောက်နေတာကိုစေနာရှိတာမျိုးမဟုတ်ဘူးအဲပြောကြအဲ့လိုကျွန်တော်ဖြစ်ဖြစ်ကြုံမှုတယ်ဒါလည်းပြောမှုပါလေအဲကျွန်တော်ဒီစနပြကာလမှာပေါ့နော်အဲကျွန်တော်စီဒီယံမလုတ်ခင်မှာသူကအဲဒီစစ်တပ်ကစနပြတဲ့သူတွေကိုဖြိုခွဲတဲ့အခါသူကဘယ်အိမ်ဝင်ရမလဲဆိုပြီးတော့ချောင်းနေတဲ့ရဲတွေစစ်သားတွေရှိအဲဆိုတော့သူတို့ကင်နေတဲ့ဖုန်းတွေကမကောင်းတော့ဘူးအဲမကောင်းတော့ဒီလမ်းမှာသာ ဒါအဓိကယုံပုံစံမျိုးဖြစ်တယ်ဟေ့ဆိုရင်ငါတော့ဘယ်ဖုံးဆိုင်ဝင်ပါမာဖုံးလေးကမကောင်းတော့ဘူး။အော်သူ့ရဲ့ရေချက်ကတိလားဟိုဖုံးဆိုင်ဝင်ပြီးတော့ဒါဖုံးခိုးမယ်ဖုံးယူမယ်ပေါ့ဗျာ။သူ့ဖုံးမကောင်းတော့လို့ပေါ့ဗျာ။မင်းချိုးကောင်တွေကကျတော့ဘယ်အင်ကတော့ချမ်းသာတယ်။ဘယ်အင်ကတော့ဒါလူချမ်းသာရဲ့အိမ်ဖြစ်တယ်ပေါ့နော်။အဲ့လိုအိမ်မျိုးကိုဝင်ပြီးတော့ဒါစီးနင်းတယ်ဆိုရင်တော့အဲခုနလိုပေါ့နော်အဖိုးတန်ပစ္စည်းတွေရှာဖွေလို့ရနိုင်မယ်ဆိုတဲ့စိတ်မျိုးနဲ့ရွေးချက်ရှိရှိကိုဒီကယုံနှိမ့်နှင်းကျင်တဲ့ကောင်တွေရှိတယ်။ အဲ့လိုကိုတော်တော်ရွရွမမှာဒါကျွန်တော်မြင်ခဲ့တွေ့ခဲ့ဘူးတယ်ဗောနော်ဒီကောင်တွေကအဲ့လိုပုံစံမျိုးတွေပဲအလုံးဝအခွင့်အရေးချောင်းနေတဲ့ကောင်မျိုးတွေလို့ပြောရမှာဗောနော်တားဖားတွေကြိုက်လဲကြိုက်တယ်သိလားပြီးနေမှာကြည့်ကျွန်တော်ပြောမကြည့်ဒါဆိုလဲဟန်ပြတောင်းစားသိလားလုံးနာသူလာမှပို့ပြီးတော့ယောဂါဆိုးတော့ အဲ့အဲ့ဒါစေနာရှိလို့ပေးတာမဟုတ်ဘူးဒါဟန်ပြဟန်ပြလောက်တာပေါ့နော်သူပြည်သူကိုကူညီနေပါတယ်ပေါ့နော်သူပတ်စံကူညီပါတယ်ဆိုရဲပုံစံမျိုးလောက်လာစာရေးကိုကြည့်လောက်ဘလောက်ပါပါလဲပြီးရင် ice လို့မျိုးစာရေးထဲမှာဘလောက်ထိအများဆုံးပါတယ်လဲဆိုရဲဟာကိုကျွန်တော်လည်းမြင်ခဲ့ဘူးတယ်ပေါ့နော်မြင်ခဲ့ဘူးတယ်ကာစရာမှုကာစရာမှုအစင်ရှိတဲ့ကောင်ကဘမော်မှာပေါ့နော်ဒီလိုပြည်သူမပြောနိုင်အောင်အဲသူ့အဖွဲ့ပေါ့နော်ခုနလိုစစ်တပ်ကကောင်နေဒီကိုက်တန်ရရပြီးတော့မချိမဆက်ခန်းစားရတဲ့ ဒီအောက်ခြေစစ်သားတွေအဲ့စစ်သားတွေကိုလိုက်ပြီးတော့စစ်ဆေးတဲ့အခါမှာစာရေးတဲအစီဝေးတယ်အဲ့စာရေးကိုဝေဖို့အတွက်ကိုသူကညကနေပြင်ခိုင်းတယ်အဲကျွန်တော်တို့ဒီဟွာစာက27ဒုတက်မှမူပြင်ခိုင်းတယ်ပေါ့နော် ပြင်ခိုင်းတဲ့အချိန်မှာအဲ့ဘက်ဆန်ကိုကျွန်တော်ကိုယ်တိုင်ထည့်ရတယ်စာရေးအဒါစာရေး90ဆို90တရားဆို100ပေါ့အဲ့ထဲကို9000တန်တရားစီထည့်ခိုင်းတယ်ထည့်ခိုင်းပြီးတော့သူကိုယ်တိုင်သူ့ပတ်စံနေရတော့ပေးတာမဟုတ်ဘူးနော်ဒီခုနလို့ ီဒုတမမူစီကနေပတ်စံကိုယူပြီးတော့သူကအဲ့ထဲကိုထည့်ခိုင်းပြီသူစာရေးပေးခြင်းတယ်ပေါ့သူပတ်စံပေးခြင်းတယ်ထောက်ပံ့ခြင်းတယ်ဆိုရဲပုံစံမျိုးလောက်တာပေါ့နော်လောက်တော့ကြအဲ့စာရေးထဲမှာ9000ဝန်းပါတယ်ဟိုမှာမချိမဆက်သူတို့ခိုင်းလို့လုတ်ပြီးတော့ဒါအသက်မတည်လို့ဟိုလုံးဝတန်ရနာရရနဲ့ကြံနေခဲ့တဲ့သူတွေကအဲ့9000ယူရတဲ့အချိန်မှာလက်ဟုတ်ချီပြီးတော့ကျေးဇူးတင်ကြောင်းအထက်ထက်ပြောပြီးတော့ယူရတကယ်ဝိညာဉ်တာတွေပြပြောရတယ်ကြာဟိုဟန်ပြလုတ်တဲ့ခေါနေဗျာဘာမှစိတ်နာရှိလို့မဟုတ်အဲ့တော့သူ့စစ်သားတော်မှသူစိတ်နာမရှိရဒီလိုပြည်သူဆိုပို့ဆိုးဖို့ပဲရှိရပါဗျာအဲ့တော့ဒီဥစ္စာကလည်းတကယ်ဟန်ပြတက်တက်ပဲပေါ့နော် ဒါလည်းတကယ်ယွန်စရာကောင်းတဲ့ကောင်းနေပါတော့အဲဒီမှာနောက်တစ်ခုဒါကြည့်လိုက်အောင်ဘာလို့တကယ်အရေးကြီးလောက်ရမယ်နေရာမျိုးတွေရှိတယ်ဒါမှမဟုတ်ဘူးပြီးရင်အိုခဲတစ်လုံးကိုစီတန်းပြီးတော့မှတယောက်စီလက်ဆင့်ကမ်းနေတာကြည့်အောင်ခိုင်းဘလောက်တော့မှမရင်ဆုပ်ပဲလဲဆိုတော့ဟုတ်လားအဲ့လိုကောင်မျိုးတွေဒီနိုင်ငံမှာကြီးစိုးနေတယ်ဗောနော်လက်နက်ကင်ပြီးတော့ဥနာလုံးအာနာရယူထားပြီးတော့ပြည်သူကိုနှိမ့်ဆက်နေတယ် ဒါတွေကတကယ်ကိုယွန်စရာကောင်းတယ်ကွာပြောရမယ်ဆိုရင်ဒီလိုកောင်မျိုးတွေမရှိလေကောင်းလေပေါ့နော်ပြီးတော့じゃလူတော်လည်းမတိုးဘူးပြည်သူနဲ့ဟိုဟာဖြစ်တဲ့နေရာမျိုးမှာလည်းသွားမကူညီနိုင်ဘူးဒီမှာနောက်ထပ်တကောင်ရှိသေးတယ်ဟိုမှာခုနကတော့စစ်သားပေါ့နော်ဟိုမှာအခုဟိုမှာငရဲတွေကြည့်လအောင်အမှာโอเคအကောင်းလေးတွေဖဲနေတာအကောင်းလေးတွေဖဲနေတာအုပ်စုနေတာဒီကောင်နေတဲ့โอเคလေးတွေစုပြီးပြန်ရောင်းစားဖို့ပေါ့နော်ကျွန်တော်တော့အဲ့လိုပဲမြင်တယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ဟိုတကယ်ထိရောက်တဲ့လုပ်ငန်းတွေမှာမလုပ်ဘဲနဲ့ဟန်ပြတက်တက်လာလုပ်တယ်ပြီးရင်အဲဥစ္စာကိုမှတ်တမ်းယူတယ်ပေါ့နော်တကယ်စင်နာရှိတဲ့သူတွေကဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးဗျာအဲဒါဒီရက်ထဲမှာဆိုရင်ပေါ့နော်ဒါလူပေးရဲ့ချိုးဖွဲ့တွေအများကြီးရှိပါလေအဲ့ထဲမှာဆိုရင်ချိုးဆိုရင်အမီတော်မှမဖော်မဖော်ပြဘူးပေါ့နော်မဖော်ပြဘဲနဲ့တိမ်ပေါင်းထောင်ထဲချီပြီးတော့လှူတဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးသူတွေနဲ့ဒီကောင်တွေနဲ့ရှင်ကြည့်လိုက်အောင်ဗျာလုံးဝဒါပြည်သူအတွက်ဆိုပြီးတော့ဒါနာမည်ကောင်းယူကျင်နေတဲ့ကောင်မျိုးတွေလှုပ်တဲ့အလုပ်လေအကြီးအောင် ဘာမှမရှိဘာမှအနေမရှိတဲ့နေရာမျိုးမှာလာပြီးတော့ဘာမှအလုံးမဟုတ်တဲ့ဟာကိုလုပ်နေတာပေါ့နော်တန်းရှာနေဒီကောင်လေးကဲဒီအားလည်းနောက်ထပ်တစ်ခုပေါ့နော်အဲမင်းတို့ရဲ့ဘပကြီးဘပကြီးအကြောင်းပြောမှာဟိုဘက်ကဘုံမတွေပြောတာပါအဲ့တော့အဲ့ကောင်ကြီးရဲ့ပြောဆိုထားတဲ့ဟာလေးကိုလည်းနားထောင်ကြည့်အောင်ပေါ့နော်ကျွန်တော်ရည်ရှိခြင်းအဲ့တော့ဒါဆက်နဲ့ရှင်းနေငယ်လေးလှုပ်တော့ကြာကျွန်တော်တို့ရုံးမှာရုံးမှာဝင်စားစားတွေဖတ်နေချင်းဖြစ်ပါတယ်အင်းအဲ့တော့ ဆက်လုပ်တဲ့အချိန်မှာတတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆက်အနိုင်50မိနစ်ပေါ့မောကြည့်လိုက်ချင်ပါဖြည်း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 နဲ့ပို့လှုပ်လာတော့ပေါ့လှုပ်လာတော့ကျွန်တော်လည်းလုံချမှုရအောင်ဆိုစပွဲမှာတချမ်းတော့နေရာယူထားတာပေါ့မေဘေးသူကြတေးမှကြောက်လေသလားအဲ့ငလျင်ကြောอ่ะကွာအဲ့ဒီကောင်းရဲ့စပွဲကုံအောက်ကိုဖြစ်လိုက်อ่ะဒီကောင်းနေတဲ့အဆောက်အဦအောက်ကိုဖြစ်လိုက် ဝင်စားတော့မှကောင်းကောင်းစိုးဝံမဖတ်လိုက်ရတဲ့အနေအထားမျိုးဖြစ်သွားအောင်လုပ်လိုက်ရမှာတဲ့ဒီလိုကောင်မျိုးကြတော့လေအသက်ကရှည်လိုက်တေမင်းကမမြင်ဘူးနော်ကျွန်တော်ရုံးနေရတော့တိတ်တော့ပျက်စီးတိတ်မများပါဘူးတို့တော့ပျက်စီးတိတ်မများလို့ပဲ after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်ပြန်မနေဖို့အကြံပြုရတယ်ကျွန်တော်တို့လည်းပြန်မလာတဏ္ဍာကျော်လောက်ထွက်ပြီးမတက်ရပြီကျွန်တော်နေပါသေးတယ်။နောက်ကြတော့တဏ္ဍာကျော်လောက်တောင်မှအပြင်မှာထွက်ပြီးမတက်ရပ်လိုက်တာလေနော် ဘယ်လောက်တောင်ကြောက်လဲဆိုတော့ဗောနော်အဲအဲ့လိုမျိုးဟိုကဖြစ်ပြီးရဲ့ချိန်မှာတော်တော်များများဒီလှုပ်ပြီးသွားပြီဆိုတဲ့ချိန်မှာအပြင်မှာထွက်ကြည့်မယ်အပြင်ခုနလိုဒါ Onion Game ဆိုရင်ဒါကိုလိုရမယ့်ဟာတွေလှုပ်ကြတာဗောဗျာဒါ Onion မဖြစ်ဘူးဆိုတဲ့နေရာမျိုးတွေဗောနော်သူပြောရတဲ့ထက်မှလည်းပါတာပဲအဲကျွန်တော်ယုံကတော့အပျက်စီးသိမ့်မရှိဘူးအပျက်စီးသိမ့်မရှိဆိုရင်ဒါသူလုံးဆောင်ရမယ့်ဟာတွေသူပြန်လုပ်မှာပေါ့ဒါပေမဲ့သူကြောက်လန့်ပြီးတော့အပြင်မှာတနာကြီးကျော်လောက်တော့မတက်ရက်ပလိုက်တယ်ပေါ့တကယ်ကောတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လမ်းသတင်းပို့ပါတယ်အင်းအဲ့တော့ ဟိုသွားဖို့လိုတဲ့ခါကျတော့လည်းသွားလို့မရဘူးလမ်းနေရတော့ဘိုးလည်းလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ်ဆိုတော့တင်းပို့တော့ကိစ္စမရှိဘူးဟုတ်တယ်ရတဲ့နီလန်းကသွားမှာဟွပြောချင်တာကတော့ तू ကရတဲ့နီလန်းနဲ့ तू သွားပြီးတော့အာအကူညီဖို့ကဲဆယ်ဖို့စူးစမ်းတယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာပေါ့ဗျာဒါဟာလည်းဒါခုနလိုပေါ့ဟိုကိုရီသွေးတဲ့အကြောင်းမျိုးပြောတာပါပဲအဓိကဘာမှထင်ကြီးစရာအကြောင်းလည်းမရှိဘူးပေါ့နော် ဇရောင်းစားသူတေးမှာကြောက်တယ်အပြင်မှာထွက်ပြီးတော့မတည့်ရတဲ့ခုံအောင်ဝင်ပုံးတယ်ဒါမျိုးပုံစံမျိုးနဲ့ဒါသူကြုံခဲ့ရတယ်ဆိုတဲ့ဟာကိုဒါပြန်ပြောတဲ့ပုံစံမျိုးပေါ့ဗျာအဓိကတော့ပြည်သူစေနာရှိလို့လည်းမဟုတ်ဘူးအဲနောက်တစ်ခုကအဲ့လိုပေါ့အာဒီတကယ်ဟိုဟာဖြစ်ပြီဆိုတဲ့အချိန်မှာဘယ်လောက်ထိပွဲပြတ်သွားသလဲဆိုတဲ့ဟာတနားကြီးကြော်ကြတဲ့အထိသူစောင့်စီရမှာမလို့တာနော်တကယ်စေနာရှိတယ်ဆိုရင်ပြောတာပါအဲသူစိတ်မှုပြောတခါတည်းပြောရမှာလေဘယ်အောင်ဘလိုဘလိုတွေလောက်ကြပါဘလိုတွေစီစဉ်ကြပါဒါပြည်သူဘာတွေပြည့်စည်သွားလဲဘာတွေလုပ်ဖို့လို့လဲဘယ်အဖွဲ့တွေလွတ်မလဲ အဘိုင်ဘယ်ရဟရင်နေတော့မလဲဘာတွေကိုအကုန်လုံးချက်ချင်းဒါဟိုပါဖြစ်လို့ရတဲ့ဟာမျိုးဒါပေမဲ့တနားကြီးကြော်ကြသည်အထိပြီးမှပဲသူကသူတွေမှာတော်တော်ပြည့်စည်သွားတယ်ဆိုတဲ့ဟာကိုသူကအဲစပြီးတော့လှုပ်ကိုကြိုးစားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲအဓိကတော့ဆဲစရာအပေါက်ပေါ့ဗျာဘာမှသိပြီးတော့ထွေထူးတော့ပြောစရာမရှိဘူးဒါကောင်ဆဲဖို့ပဲတန်တော့အဲ့တော့ဒါနောက်ဆုံးကြော်ဟိုပါလေးလဲပြောချင်တော့ဒီလက်ဆောင်အနေနဲ့ပေါ့နော်ဒါလေးဒီပုံလေးဒီပုံလေး ချိုးကြောက်လည်းပြောကြရတယ်ပေါ့နော်အဲဒါဟိုဟိုဘက်ကအဖွဲတွေပေါ့ဗျာပြောရရင်ဆိုရင်တော့ခုနနောက်မှရှိတဲ့ပုံကားကြတော့ဒါကေဇယ်ကြီးလုံနေတယ်အမှတိုက်တာအဆောက်အဦနေပျက်စီးနေတယ်ပျက်စီးပုံကြီးအောက်မှာပေါ့နော်ဒါအသက်ရှင်ကျန်သေးမလားဆိုတဲ့ပြည်သူတွေကိုကယ်ဖို့အတွက်စ조사နေတဲ့တစ်ဖွဲ့ဒီဘက်ချမ်းဒီရှေ့ရနေပြီးဖြတ်သွားတယ်ပေါ့နော်အဲ့မှာတန်းယူနေချင်းဖြတ်သွားတဲ့တစ်ဖွဲ့ကကြတော့ဒါရှင်ပြုအလှပေါ့ဗျာသိလားအဲ့တော့ဘလို့များလောက်ရကြတာလဲလို့နော်ဟိုကျွန်တော်လည်းစဉ်းစားလို့မရဘူး ဘာလို့ဆိုတော့ဟိုကျွန်တော်လူဆိုတာကိုဟာပေါ့နော်အတိတရားရှိရတယ်ဗျာဟိုအလိုက်သိရတယ်ပေါ့နော်လူပိတတယ်ဆိုရင်ပေါ့ဘာလို့ဆိုတော့ဒီလောက်ကြီးကြီးဒုက္ခဒုက္ခကြီးရောက်ပြီးကိုကယ်ရမယ်ဗျာအကုန်လုံးတကြောကြောအော်ဟစ်ပြီးတော့ငရဲပွက်တဲ့လောက်အထိကိုဖြစ်သွားတဲ့အဖြစ်ဆိုးကြီးမှာပေါ့နော်သူတို့တွေကဘလို့များအပျော်ပါးတွေနဲ့လှုပ်ဆောင်နိုင်နေကြတာလဲပေါ့နော်ဟိုရက်တွေပါလေရွှေ့လိုက်လို့မရဘူးလားနောက်ဆုံးတိုးတိုးတက်တက်လေးပဲလှုပ်လို့မရဘူးလားပေါ့နော်အဲကြတော့တကယ်လူပိတတဲ့ သူဆိုရင်ဒီလိုမျိုးမလုပ်ဘူးလို့တော့ကျွန်တော်တို့မြင်တာပဲဒါလည်းကျွန်တော်တူဦးတဲ့တယောက်တည်းအမြင်ပေါ့ဗျာဒါပေမဲ့အဲဥစ္စာနဲ့ပတ်သက်လို့အကုန်လုံးဝိုင်းပြီးတော့ပြောဆိုတာမျိုးတော့မဖြစ်စေချင်ဘူးပေါ့လေအဲအဓိကတော့ဒီလိုမျိုးလုပ်တဲ့သူတွေကိုပဲဒါကျွန်တော်တို့ကရည်ညွှန်းပြီးပြောစင်တာပေါ့နော်အဲ့တော့ကိုရက်ကိုရွာကိုမြုံမှာဒီလိုအချင်းနေစိုးကြီးဖြစ်နေတဲ့အချိန်မှာဒီလိုလုပ်ရမျိုးနဲ့ဒီလိုပြောဝဲရှင်ပဲမျိုးကျင်းပနိုင်တယ်ဆိုတော့စိတ်ထဲကိုတော့တကယ်လေးစားတယ်ဘာလို့လဲဆိုတော့ထားပါတော့မန်းလေးမှာဖြစ်တယ်စကိုင်းမှာဖြစ်တယ်အခြားငလင်းတံမခံစားရတဲ့မျိုးကသူတွေတောင်မှမနေနိုင်မဲနဲ့ ူညီဖို့စ조사တယ်အဲတချို့ဆိုရင်လူကိုယ်တိုင်လာပြီးတော့အဲပေးကမ်းနိုင်ဖို့လုပ်ကြတယ်အဲတချို့ဆိုရင်ဒါသွားမဲ့အဖွဲ့တွေစီကိုဒါထိထိရောက်ကူညီနိုင်ဖို့အတွက်တို့ရဲ့ပိုင်ဆိုင်တဲ့ဟာလေးတွေပို့ကြတယ်ဒီလိုမျိုးအသေးအတန်ဗျာအသေးအတန်ကူညီဖို့အတွက်စ조사နေကြပါတယ်ဆိုတဲ့အချိန်မှာအခုလိုမျိုးဒါတကူကောင်းဆန်ဆန်ကြီးလုပ်ပြတိုင်းမြင်ရတော့စိတ်လည်းမကောင်းဖြစ်ရတယ်ဗောနော်အဓိကတော့အဲ့လိုမျိုးဖြစ်ရမျိုးတွေလုပ်ရမျိုးတွေမဖြစ်စေချင်ဘူးမလုပ်စေချင်ဘူးဗောနော် ပြီးတော့ဘသူတည်တည်ငဒီမာန်ပြီးတော့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့ဗျာအဲ့တော့ကျတော့ဒါကကျွန်တော်ဆဲကျင်တဲ့ဗီဒီယိုလေးကြီးစုထားတဲ့ဟာပေါ့ဗျနော်အဲ့တော့ဒီရက်ထဲမှာမြင်ရတွေ့ရကြားရတဲ့ဟာတွေကစိတ်မချမ်းစိတ်စိတ်မချမ်းမြေ့စရာတွေကြီးပဲပေါ့နော်ဒီကြားတဲ့ကမှပဲဒီဆေးအုပ်စုနဲ့ဒါဆေးအုပ်စုကိုထောက်ခံတဲ့ကောင်တွေရဲ့လုပ်ရက်တွေကလည်းတကယ်ကိုယွန်စရာကောင်းတဲ့လုပ်ရက်တွေဖြစ်နေတာပေါ့အဲ့တော့ဒါကြောင့်မလို့လဲကျွန်တော်ခေါင်းစဉ်မှာကျွန်တော်ပြောထားကျွန်တော်ကိုလည်းဝိုင်းပြီးတော့ကူပြီးဆဲပေးကြပါအောင်လို့အာဒီလိုမျိုးပုံစံမျိုးတွေမြင်နေရတော့လဲအဆင်မပြေဘူးပေါ့နော်အဲ့တော့ ဒါဒီရက်ထဲမှာတွေ့ရတဲ့ဒါဗီဒီယိုကလစ်တွေဖြစ်ပါတယ်နောက်ထပ်ဒီလိုဒီလိုမျိုးဒါကျွန်တော်ခန်းစားချက်ပေါ့နော်ဒါမျိုးတွေပြောချင်တာမျိုးအဲဒီလိုဗီဒီယိုကလစ်မျိုးတွေ့တာမျိုးဆိုရင်လည်းကျွန်တော်ထပ်ပြီးတော့ဝင်မြောက်ပါအောင်ပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်